တော့ lender place insurance အကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ် lender place insurance ဆိုတာဘာလဲဆိုရင်တော့ lender place insurance ဆိုတာကအိမ်ပိုင်ရှင်များကကိုယ့်ရဲ့ home insurance က expire ဖြစ်ပြီးတော့အဲ့ဒီ expire ဖြစ်တာကိုမသိတဲ့အခါကျရင် lender များကကိုယ့်ရဲ့ကိုစား lender place insurance ကိုသူတို့ကယူပေးကြပါတယ်အဲ့လို lender place insurance ယူပေးတာကအဲ့ဒါက lender တွေကိုပဲကာပါတာဖြစ်တယ်တင်က lender place insurance ပဲရှိပြီးတော့ homeowner insurance မရှိဘူးဆိုရင်အဲ့ဒီ lender place insurance ကအကယ်၍တင့်အိမ်ကမီးလောင်သွားတယ်တို့မဟုတ်တင့်အိမ်ကပျို့ကျသွားတယ်တင့်အိမ်ကလုံးဝ total loss ဖြစ်သွားတယ်ဆိုရင်အဲ့ဒီအခြေအနေမျိုးမှာအဲ့ဒီ lender place insurance က lender တွေကိုပဲ cover ပေးတာဖြစ်တယ်ကိုယ့်အတွက်မပါဘူးဆိုတာအဲ့ဒါကျွန်တော်အတိပေးရှင်းတယ်ဆိုတော့အဲ့ဒီ lender place ရှိနေတဲ့အချိန်မှာ ိုအင်ကတော်တလော့စ်ဖြစ်သွားတယ်ဆိုရင်ကိုကဒီအင်ကနေတပြားတစ်ချက်မှမရဘူးဆိုတာအဲ့ဒါမှတ်သားထားဖို့ရအမှတ်အရေးကြီးပါတယ်ဘာဖြစ်လို့ကိုက lender place insurance ကနေတပြားတစ်ချက်မှမရမှာလဲဆိုရင်တော့ဒီလိုရှိပါလေအကယ်၍တင်းကအင်ကို9သိန်းနဲ့ဝယ်တယ်ဆိုပါစို့ပြီးတော့တင်းအင်ဝယ်တော့ကတင်းက down payment ကို20%ပေးထားတယ်ဆိုတော့9သိန်းရဲ့20%ကတသိန်းဖြစ်ပါတယ်ဆိုတော့အစ်မ equity တသိန်းရှိတယ် တင်းရဲ့ mortgage အိမ်အကျွေးကဒေါ်လာ၄သိန်းသာဖြစ်ပြီးတော့တင်းရဲ့ homeowner insurance က expire ဖြစ်နေတာကိုသင်မသိဘဲနဲ့ lender တွေက lender place insurance ယူပေးတဲ့အခါကျရင်တင်းအိမ်ရဲ့担保၅သိန်းကဘာဖို့ရင်သူတို့ကယူတာမျိုးပဲနဲ့တင်းရဲ့လက်ချံအကျွေး၄သိန်းဖို့တာသူတို့ကယူထားတာဖြစ်ပါတယ်။နောက်လည်းအောင်ပြောရမယ်ဆိုရင်တင်းအိမ်အကျွေးက၄သိန်းမဟုတ်ပဲနဲ့၃သိန်းသာကြံပြီးတော့တင်းအိမ် market တန်ဖိုးက၅သိန်းဆိုရင်တောင်မှ လန်ဒါတွေကလန်ဒါပလေးစ်အင်ရှူရန့်ယူတဲ့အခါမှာတင့်အိမ်တန်ဖိုး market value 5သိန်းဖိုးယူရမှုပဲနဲ့3သိန်းဖိုးပဲကာပါအောင်သူတို့ယူထားတာဖြစ်တယ်ဆိုတော့ဒီလိုအခြေအနေမှာတင့်အိမ်က total loss ဖြစ်သွားတယ်ဆိုရင်အဲ့ဒီလန်ဒါပလေးစ်ကနေယူထားတဲ့3သိန်းထိပဲ lender place ကပါပေးမှာဖြစ်ပြီးတော့တင်းရဲ့ equity တင်းရတင်းရထိုက်တဲ့တင်းအင်ကနေအမြတ်ကိုတင်းကတပြားတစ်ချက်မှရမှာမဟုတ်ပါဘူး ပြီးတော့ Lambda Place Insurance က Homeowner Insurance ထက်အဆမတန်သိကြည့်ပါတယ်။အကယ်၍သင်က Homeowner Insurance ဝယ်ထားတော့ကအဲ့ဒီ Homeowner Insurance အတွက်တစ်နှစ်မှာ1500ပဲပေးရမယ်ဆိုရင် Lambda များက Lambda Place Insurance တင့်ကိုယူပေးတဲ့အခါမှာ3000ကနေ4000ကြားရှိပါတယ်။ ်ဆိုတော့ Lender Place Insurance က Homeowner Insurance ထက်နှစ်ဆလောက်ဈေးကြီးပါတယ်ဆိုတော့တင်းရဲ့ Insurance ကဘာ Insurance လဲဆိုတာတေချာစစ်ဆေးပါ အကယ်၍တဲ့အိမ်ပေးမန်ကမမျောလင်းပဲနဲ့အစမတန်တက်လာပြီးတော့အစမတန်များလာမယ်ဆိုရင်တဲ့ insurance ကိုတင်တေချာစစ်ဆေးဖို့ရလိုပါတယ်။ဘာလို့လဲဆိုတော့ lender place insurance ကို lender များကယူပေးတဲ့အခါမှာဈေးကြီးလို့ကိုအိမ်ပေးမန်ကလည်းအများကြီးတက်လာ တက်ပါတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးရှိတဲ့ဆိုရင်ကျွန်တော်တို့ကတခါတည်း homeowner insurance ကိုပြန်လည်ဝေထားပြီးတော့ lender place insurance ကို cancel ဖို့ရန်အရေးကြီးပါတယ်အဲ့လိုဆိုရင် lender များကတင့်အတွက်ယူထားတဲ့ lender place insurance ကို cancel ပြီးတော့အဲ့ဒီကရတဲ့ပတ်စံကိုတင့်ရဲ့ escrow ထဲမှာပြန်ထည့်ပြီးတော့သူတို့ကတင့်ရဲ့ escrow အကောင့်ကို analyze ပြန်လုပ်ပေးပြီးတော့တင့်ရဲ့အိမ် payment ကပြန်ကျလာမှာဖြစ်ပါတယ်ဆိုတော့ homeowner insurance များကိုယ့်ရဲ့ insurance ကဘာ insurance လဲကိုယ်မှာအမှန်တကယ် homeowner insurance ရှိလားဒါမှမဟုတ် lender place insurance များလားဆိုတော့တေချာစစ်ဆေးဖို့ရန်အတိပေးရှင်ပါတယ်တကယ်လို့တင့်မှာ lender place insurance ရှိနေတယ်ဆိုရင်အမြန်ဆုံး homeowner insurance ကိုယူထားပါအဲ့လိုမျိုး homeowner insurance ကိုယူထားလိုက်ပြီဆိုရင်ကျွန်တော်တို့က lender place insurance ကို cancel ဖို့ကျွန်တော်တို့ mortgage lender တွေကိုဖုံးဆက်ဖို့ရန်မလိုတော့ဘဲနဲ့ သူတို့ကအလိုအလျောက် automatic နဲ့အဲ့ဒီ lender place insurance ကိုကျွန်တော်တို့ကို cancel ပေးမှာဖြစ်ပါတယ်။ဆိုတော့ homeowner insurance ရှိထားခြင်းအကျိုးကျေးဇူးကဘာလဲဆိုရင်ကိုယ်ရင်ကမိကြောင့်ဖြစ်ဖြစ်တခုခုကြောင့် total loss နော်လုံးဝပျက်စီးသွားပြီဆိုရင်အဲ့ဒီ homeowner insurance ကကျွန်တော်တို့တွေ့လက်ပါတယ်။ကျွန်တော်တို့ကအိမ်ပျက်စီးသွားလို့ hotel နိုင်ရမယ်ဆိုရင်အဲ့ဒီ hotel မှာနေစဉ်ကာလပတ်လုံးသူတို့ကအစားအသောက်တွေလည်းကာပါပေးမှာဖြစ်ပါတယ်။ ပြီးတော့ကိုယ့်အင်တန်ဖိုးကနေကိုယ့်ရဲ့အမျက်တွေကိုလည်းသူတို့ကပေးပေးမှာဖြစ်တယ်ပြီးတော့ကိုဘာမှာလက်ချက်အတွေးတွေကိုလည်းအဲ့ဒီ home owner insurance ကနေ lender တွေကိုပေးပြမှာဖြစ်တယ်။ဆိုတော့ lender တို့လည်းပါတယ်၊ကိုတို့လည်းပါတယ်။เนาะ home owner insurance ဆိုတာကအင်မတန်အရေးကြီးပါတယ်။ဆိုတော့ကျွန်တော်နောက်တစ်ခါထပ်ပြီးတော့အတိပေးရှင်တယ်။ အာကိုယ့်ရဲ့ insurance က lender place insurance လားဒို့မဟုတ် home owner insurance လားဆိုတာတေချာစစ်ဆေးဖို့ရန်ကျွန်တော်အတိပေးချင်ပါတယ်ခုလက်ရှိမှာ lender place insurance ရှိနေတဲ့သူများကျွန်တော်တို့ရုံးလာခဲ့ပါကျွန်တော်တို့အဲ့ဒီ lender place ကို home owner insurance နဲ့ကျွန်တော်တို့လဲလဲပေးပါမယ်ကျွန်တော်တို့စီမား home owner insurance ကိုဈေးနှုန်းချိုသာစွာနဲ့ရရှိနိုင်ပါတယ်ကျွန်တော်တို့အခမဲ့ fee quote ကျွန်တော်တို့လုပ်ပေးပါမယ်ဒီနေ့ကျွန်တော်ပြောပြပေးသွားတဲ့ Lender Place Insurance အကြောင်းကိုအစအဆုံး နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ဒီ page လေးကိုမတိသေးတဲ့ကိုယ့်ရဲ့အဆွေမျိုးတငယ်ချင်းမိသားစုများကို share လုပ်ပေးထားကြပါနောက်လည်းဒီလို real estate နဲ့ပတ်သက်တဲ့ knowledge အကြောင်းတွေကိုကျွန်တော်တို့မျှတမ်းတင်ပေးသွားမှာဖြစ်ပါတယ်အကယ်၍ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့တင်မမေးခွန်းရှိတယ်မေးချင်တာရှိတယ်ဆိုရင်ကျွန်တော်တို့ check box ကိုလာပြီးတော့ကျွန်တော်တို့ကိုလာမေးလို့ရပါတယ် ပြီးတော့ကျွန်တော်ရဲ့ direct phone number 6784144210ကိုလည်းအချိန်မွေးဆက်သွင်းနိုင်ပါတယ်။ကျွန်တော်တို့ရုံးချိန်သွင်းပါလဲကျွန်တော်တို့ရုံးဖုန်းကိုလည်းဆက်သွင်းနိုင်ပါတယ်။ကျွန်တော်တို့ရုံးဖုန်းနံပါတ်က7705594978ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေ။အားလုံးပဲကျမချမ်းသာကြပါစေ။ကျွန်တော်တို့နောက်ပြီးတော့မှပြန်တွေ့ကြရအောင်။